လောကမှာအန္တရာယ်ဆိုတာမြင်ရတဲ့အန္တရာယ်နဲ့မမြင်ရတဲ့အန္တရာယ်လို့နှစ်မျိုးရှိမြင်ရတဲ့အန္တရာယ်ကျတော့ကြည့်ပြီးရှောင်မမြင်ရတဲ့အန္တရာယ်မျိုးကျတော့မမြင်ရသည့်အတွက်ရှောင်နိုင်စွာမရှိကြဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပရိဒတ်ဆိုတဲ့ဒီတရားတော်တွေကအကာအကွယ်ဖြစ်စေဖို့အတွက်ဟောတယ် လောကမှာမန္တန်ဆိုတာတွေလည်းရှိမန္တရဝါရတန္တရဝါရဒါတွေနဲ့အလားတူသလားလို့ဆိုလို့ရှိရင်ကွဲပြားခြားနားမှုရှိတယ်မန္တန်တွေဟာဆိုင်ရဆိုင်ရအစွမ်းတတိရှိနိုင်တော်လဲသုရမြတ်စွာရဲ့ပြိတ္တရားတွေဟာအန္တရာယ်ကို ကာကွယ်ယုံမျှမကဘူး အနေတိပဲသိရှိနားလည်လို့ရှင်လက်တွေ့ကျင့်သုံးမှုကိုခြေခံလို့အသိဉာဏ်ဤရင့်တန်ပြီးတန်တရာဝကလွတ်ဖို့ထီအောင်မြတ်စွာဘုရားကရည်တန်ပြီးတော့ဟောကြားခဲ့တာဖြစ်တယ်ပေါ့တခြားမန္တန်ဆိုတာတွေကရွတ်ယုံဖတ်ယုံပဲရွတ်ဖတ်ပြီးတော့အန္တရာယ်ကင်းအောင်စီမံဘုရားမြတ်စွာရဲ့ပရိတ္တဆိုတာကြတော့လက်တွေ့ကျင့်သုံးမှုတွေပါတယ်အဲဒီလိုလက်တွေ့ကျင့်သုံးမှုတွေ လက်တွေ့ကျင့်သုံးမှု ပါသည့်အတွက်ကြောင့်အပြင်းယံနာမက အတွင်းယံလို့ခေါ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေရပါကင်းဝေးနိုင်အောင်မြတ်စွာဘုရားကဟောကြားထားတာဖြစ်တယ်အ धिक အားဖြင့်ရွတ်ဖတ်သူရဲ့ပုဂ္ဂိုလ်မှာတရားစွမ်းအားတွေနဲ့ကုသတရားတွေဖြစ်ပွားစေပြီးတော့ ကြားရောက်လာမဲ့အနေရည်တွေကို ကာကွယ်ပေးတဲ့သဘောလောကမှာကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိနဲ့ကာကွယ်တာဟာအကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေထဲမှာအနေရည်ကိုကာကွယ်နိုင်တဲ့အစွမ်းရည်ရှိတဲ့အစွမ်းတတ္တိနှမျိုးကိုထူးထူးခြားခြားမှတ်သားထားဖို့ရအဲ့ဒီအစွမ်းတတ္တိနှမျိုးကမေတ္တာတရားနဲ့သစ္စာစကားပဲဖြစ်တယ်ပေါ့ ပရိတရားတော်တွေကိုလိုက်ကြည့်မယ်ဆိုရင်ရင်ထဲမှာလေ့ကျင့်ပွားများရမယ်မေတ္တာတရားမှန်ကန်စွာပြောဆိုတဲ့သစ္စာစကားဒီနှစ်ခုဟာဆွမ်းအားတ္တိကြီးမားတယ်ဆွမ်းအားတ္တိကြီးမားသည့်အတွက်ကြောင့်တရားဝါရဲ့တဏ္ဍာမဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်လာနိုင်တဲ့ကြာရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်နိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်အားဖြင့်လည်းကြည့်မယ်ဆိုရင် မန္တန်ဆိုတာတွေကတော့များများလက်ဆော့ပြားမပေါ်ခင်ကလေးကပွင့်လာမန္တဆိုတဲ့အရာတွေကတချို့မန္တတွေကပညာရှိဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့ယသိတွေကစီမံပြီးတော့လုပ်ပေးထားတယ်မန္တန်တွေကြတော့အစွမ်းတတ္တိထက်တာလည်းရှိတယ်ပေါ့အဲ့ဒီမန္တန်တွေကိုရွတ်ဖတ်တရဲစေခြင်းအဖြစ် အန္တရာယ်ကင်းဝေးသွားနိုင်တဲ့နည်းတွေရှိတယ်။အဲတော့မန္တန်ဆိုတာတော့အမျိုးမျိုးပဲရှိတယ်ထင်တယ်။မန္တန်ဆိုလို့ရှိရင်လူတွေကရွတ်ပတ်တဲ့အခါမှာအုံဆိုတာကိုခံပြီးတော့ရွတ်ရတယ်လို့တော်တော်များများအဲ့ဒါလို့နားလဲဟုတ်တယ်။အုံခံရွတ်တယ်ဆိုတာဘုရားဟောတဲ့မန္တန်နဲ့မဆိုင်ဘူး။အုံဆိုတဲ့အတိတ်တွေကိုသိရင်ရွတ်တဲ့မရွတ်တဲ့ကိုယ့်ဘာကိုဆုံးဖြတ်ရအောင်။ ုံဆိုတဲ့စကလုံးကအခရာ၃လုံးကိုပေါင်းပြီးတော့ရွတ်ထားတာအရေဥရေမရေဒီအခရာ၃လုံးကိုတန်နဲ့ထွက်အောင်ရွတ်ကြည့်ပေါ့အာဥမเนาะတန်နဲ့ထွက်အောင်ရွတ်ကြည့်လိုက်လို့ရှင်အုံဆိုတဲ့အတန်မှန်ကိုရမကြတော့ပီပီသားသားရွတ်ထားမဟုတ်ဘူးပါးစပ်ပိတ်ယုံညာအောင်ဆိုတဲ့အတိတ်ပဲเนาะ အဲ့ဒါကဘာအဓိပ္ပာယ်တုံးဆိုတာသိဖို့ရလို့တယ်ဘုရားဘာသာနဲ့သက်ဆိုင်မှု မရှိဘူးဒီဟာကအဆိုတာဟိန္ဒူဘာသာဝင်နေကိုးကွယ်တဲ့ကဘာကြီးကိုဖန်ဆင်းတယ်ဆိုတဲ့ဗြဟ္မာကြီးကိုရည်ညွှန်းတာဗြဟ္မာဆိုတဲ့စကလုံးရဲ့နောက်ဆုံးမှာအဆိုတာနဲ့ဆုံးသတ်ထားတယ်အဲ့ဒီကအဆိုတာကိုယူလိုက်တယ်ဒီတလုံးကိုယူထားတယ် နောက်ဥဆိုတာတော့ဒုတိယတကိုးရှင်ဖြစ်တဲ့မြန်မာတွေခေါ်ကြတဲ့ဘိတနိုးနတ်အဲ့ဒီဘိတနိုးနတ်ဆိုတာဟာသူတို့စကလုံးအစစ်အမှန်နဲ့ခေါ်ရင်ဗိရှင်နုလို့ခေါ်တယ်ဗိရှင်နုဝိရှင်နုဆိုတော့ဥဆုံးတယ်အဲ့ဒီကဥကိုယူလိုက်တယ်နောက်တစ်ခါ တတိယမြောက်တကူရှင်ကတော့တိဝနတ်လို့ခေါ်တယ်ဟိန္ဒူဘုရားကျောင်းတွေသွားကြည့်ရင်လူပုံစံနဲ့စင်နာမောင်းနဲ့ရုပ်ကိုတွေ့တယ်အဲ့ဒါဟာတိဝနတ်လို့ခေါ်တယ်အဲ့ဒီတိဝနတ်ကိုဟိန္ဒူအတန်နဲ့ထွက်မဆိုရှိပန်းလို့ထွက်တယ်မဆုံးနဲ့ရှိပန်းအဲ့တော့မြမကအကိုယူပြီးတော့ဘိရှင်ုကဥ ရှိကံကမဒီအခရာသုံးလုံးကိုယူပြီးတော့ပေါင်းပြီးတော့ရွတ်တာဘုရားဘာသာနဲ့သက်ဆိုင်မှုမရှိဘူးပေါ့နော်လောကလူတွေကတော့အတိတ်ပဲကို မစင်စားဘူးယုံကြည်ရာအစင်အလာကိုပဲလက်ခံပြီးတော့ရစ်ဆိုနေကြဟောမန္တန်ဆိုဥပ္ပါယမေဆိုပြီးတော့အဲ့ဒီအုံရဲ့အတိတ်ပဲက ဟိန္ဒူတွေကိုးကွယ်တဲ့နတ်ဖယား၃စုမြမာကပရိုတက်တာမြမာကခရီးယေတာခရီးယေတာဆိုတာဖန်ဆင်းရှင်ပေါ့ဗိရှင်နုကပရိုတက်တာကာဝယ်ဆောက်ရှောက်ပေးသူ ရှိဗန်ကဒစ်စထရိုင်ယာလို့ခေါ်ဖြတ်ဆီးသူလို့ဟော၃ခုလူတွေရဲ့စိတ်ကူးမှာဒီလိုဖော်ညွှန်းထားတာဖန်ဆင်းတဲ့လူကဖန်ဆင်းတဲ့ ဖန်ဆင်းထားတာကိုကာကွယ်တဲ့လူကကာကွယ်တယ်။ဖြည့်ဆည်းမဲ့သူကဖြည့်ဆည်းတယ်။တကယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြစ်တည်ပြက်ဆိုတဲ့ခဏသုံးခုနဲ့တွားပြီးတော့ဆင်းတယ်ပေါ့။ဖြစ်လာတာရှိတယ်၊တည်ထနေတာရှိတယ်၊ပျက်စီးသွားတာရှိတယ်။လောကရဲ့သဘာဝတရားကြီးကအဲ့ဒီသဘာဝကိုမူလကရည်ညွှန်းတာလည်းဖြစ်ချင်းဖြစ်မယ်။နောက်ပိုင်းရောက်တဲ့အခါကိုယ်ွယ်မှုတွေလွှမ်းမိုးလာတဲ့အခါကျတော့ ဖြစ်တည်ပြက်ဆိုတဲ့ဥပတ္တိပင်ကပဲဖရာသုံးစုဖြစ်ခြင်းနဲ့ဖြစ်လာမှာပဲအတွေးရနော်ဒါအတွေးကြည့်တာပြောရပါအဲ့ဒီဟိန္ဒူနဲ့ဖရာသုံးစုဆိုတာဖန်ဆင်းသူကဗြဟ္မာကာဝယ်စောင့်ရှောက်ပေးသူကဗိရှင်ုဖြစ်စည်းမဲ့သူကရှိပါဒါကြောင့်မို့သီဝနတ်ကြီးကိုကိုးဝယ်ကြတယ်ဖြတ်မှကြောက်လို့ သူ့ကိုပုံမို့ပြီးတော့ချော့မော့ထားနှုတ်မဖြည့်စည်းမှဆိုတော့လူတွေကကြောက်တယ်ပို့ကြောက်တယ်အဲ့တော့ဆိုလိုတာကအုံဆိုတဲ့အတိဘယ်ကအဲ့ဒီသုံးခုကိုရည်ညွှန်းတာလို့ဒီလိုမှတ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေကကိုယ်နဲ့မသက်ဆိုင်တဲ့ကိုယ်ရဲ့ကိုယ်ွယ်မှုနဲ့မသက်ဆိုင်တာကိုရွတ်တင်လားလို့ဆိုမရွတ်တင်ဘူးတခါငယ်ငယ်တုန်းကလေးအကြောက်ဦးတယ် အုံဖွားဆိုတဲ့စကလုံးလေးတစ်ခုမှန်ကန်တဲ့စကလုံးတစ်ခုပြောပြမလို့ပါအုံဖွားလို့ပမာရီကဆိုလို့ရှိတယ်တကယ်ကတော့ဖွားမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါကျတော့လေနဲ့မှုတ်လိုက်တာဖူးလို့မှုတ်တာအဲ့ဒီဖူးကဖွားဖြစ်သွားတာနော်အမှန်ကန်မဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါယောဂပြောင်းအောင်လို့ဆိုဖူးဆိုပြီးတော့မှုတ်လိုက်တာ ဒါကြောင့်မလို့စာထဲမှာရေးတဲ့အခါဖုထမကမန္တန်နဲ့ဖုလို့မှုတ်ရတဲ့မန္တန်လို့ဒီလိုဆိုတာအမှန်ကန်ကအဲ့လိုနော်နောက်တစ်ခုပြောမယ်မန္တန်နဲ့ပတ်သက်လာလို့ပြောပြတာပါဘောဓုတတရားနဲ့တော့မဆိုင်ဘူးနော်ညမလူမျိုးတွေမန္တန်ဝါသနာပါတဲ့လူတွေကရွတ်ကြတယ်အုံခံပြီးတော့ရွတ်ပြီးတော့ နောက်ဆုံးကြတော့ဘာဆိုတော့ဆိုသွားဟအဆိုတာရှိတယ်လေရွှေဖူးတဲ့လူကြားမှာပေါ့နောက်ဆုံးစကားကသွားဟသွားဟဆိုတာမောင်းထုတ်တာပဲတကယ်ဟိန္ဒူတွေရွတ်တဲ့မန္တန်မှာသွားဟမဟုတ်ဘူးသွားဟလို့ဆိုလိုတာသွားဟဆိုတာကောင်းကျိုးမင်္ဂလာတွေဖြစ်ပါစေလို့အဓိပ္ပာယ်ရတယ်ဗမာကရွတ်တဲ့လူက ုံမှန်မဟုတ်ခဲနဲ့သွားဟာဆိုမောင်းချတာဖြစ်သွားနော်ဟိုသူကလည်းသူမဟုတ်တဲ့အကြောင်းပြောပြတာပါ